ဟောင်ကောင်ကအထက်မြင့်တိုက်တွေပါတဲ့အိမ်ယာကြီးမီးလောင်ခဲ့မှုမှာတေဆုံးသူအရေအတွက်က44ဦးထိမြင့်တက်လာပြီး300နီးပါးလောက်ပျောက်ဆုံးနေစေလို့သိရပါတယ်။ဟောင်ကောင်မြောက်ပိုင်းတိုင်ပိုရပ်ကွက်မှာရှိတဲ့အိမ်ယာတွေကပြန်လည်မုန်းမှန်ပြင်းစင်နေတဲ့အထက်မြင့်တိုက်ကြီးတွေမှာနိုဝင်ဘာ26ရက်နေ့ကမီးလောင်ခဲ့တာပါ။မိသက်တက်ဖွဲ့ဟာအဆောက်အုံတွေကမီးကိုအလုံးစုံနှိမ့်သက်နိုင်ဖို့ညလုံးပေါက်အလုပ်လုပ်ခဲ့ပြီးကယ်ဆယ်ရေးတွေကလည်းမီးလောင်ပြေတွေမှာရုပ်အလောင်းတွေကိုဖြန့်ကျက်ရှာဖွေခဲ့ပါတယ်။ အခုဖြစ်ရက်ကဟောင်ကောင်မှာအဆိုးဝါးဆုံးမိဘေးသင်းမှုတစ်ခုအနေနဲ့မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။အိယာမှာအထက်မြင့်တိုက်ကြီး၈လုံးရှိတဲ့တဲကခုမနက်ပိုင်းထိအခြေအနေအရတိုက်ကြီး၄ခုမှာလုံးဝမင်းငိမ့်သွားပါပြီ။နောက်ထပ်တိုက်၃လုံးမှာတော့၁၅နာရီလောက်ကြာပြီးတဲ့အထိအောင်အလုံးစုံမင်းမငိမ့်သေးပဲဖြစ်နေတယ်လို့မိသက်တွေကပြောတာပါ။ရဲတွေကအဲ့ဒီပြင်ဆင်မောမှန်မှုလုပ်ငန်းခွင်ကိုတာဝန်ယူတဲ့ဆောက်လုပ်ရေးကုမ္ပဏီရဲ့ဒါရိုက်တာ၂ယောက်နဲ့အင်ဂျင်နီယာပိုင်းဆိုင်ရာကြံပေးပုဂ္ဂိုလ်တို့ကို လူသေးမှုအတွက်ဖမ်းဆီးထားပါရရှင်။